မင်္ဂလာပါရှင်။ဘာမခေတ်သစ်တင်ဌာနကနေနိုဝင်ဘာလ15ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကားတော့အကြံဖက်မင်းအောင်လိုင်းဖအံမျိုးတို့လာရောက်ညီဖြစ်၍ BGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရအမိန်ထုတ်ပြီးဖအံတခွင်လုံကြုံရေးအထူးတင်ချက်ထားမအူပင်တွင်လဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတူခွင့်ပွဲတက်အောင်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံဖတ်မရောက်လိုက်မှာယနေ့ကရင်ပြည်နယ်ဖအံမျိုးတို့လာရောက်မည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကမ်းများမျိုးတဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ရေးမြစ်တချို့ကသတင်းဌာနကိုပြောကြားပါရယ်ရမနီအကြံဖတ်စစ်ကောင်စောင့်မရောက်လိုက်ကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBAE 85ချိန်မြောက်စရတု38ဖြောင်းမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းရှင်းမတစင်ဖအံမျိုးတို့လာရောက်ရရှိနေကြောင်းသိရှိရပါတယ် ဖန်ကိုမအားလာလာမမလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးယူရင်းမလာရအမိန်ထုတ်တယ်ဖန်အမတက်နဲ့တွေ့ဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်မယ်ပြီးရင်ဖန်အန်တောင်ကလေးစေယုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးတွေ့ဖို့ရှိတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ထို့ပြင်မင်းအောင်လိုင်ကမအူပင်မြို့နယ်တွင်ဖွင့်လှစ်ရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲတို့လည်းတက်ရောက်ရန်ရှိနေပြီးရမန်နေ့ကလေးကမအူပင်မြို့တစ်ခုလုံးလမ်းဘေးဝဲရဆေးတုပ်ခြင်းလုံခြုံရေးများချထားခြင်း ဝင်ကြီးဌာနအဆောက်အအုံများစီးထုတ်ခြင်းများလှုံ့ဆော်လျက်ရှိကြောင်းသိရပါတယ်။နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီဟုမအူပင်အခြေစိုက်ဒေသကင်းထောက်တရင်ရင်းမြစ်ကရှင်းပြပါတယ်။ဆလဘီရန်ကုန်ရှိအာကစားဝန်ကြီးဌာနပိုင်သူဝနာအာကစားပြိုင်ပွဲယုံတစ်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံဖြူခွင့်ပေးနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကြံဖို့ပါတီကထားရိုက်ချိုးပေါက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရန်ကုန်ရှိအာကစားဝင်ကြီးဌာနအပိုင်းဒုက္ခနာအာကစားပွဲရုံကြစ်ကိုကြက်ဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်ရေးတရင်ရေးမြစ်ကပြောပါရယ်။နိုဝင်ဘာလ19ရက်နေ့မော်လဲတနအိမှညနေ4နာရီအချိန်အထိကြက်ဖို့ပါတီကရန်ကုန်မြို့တင်ငန်ကျွတ်မြို့နယ်ဒုက္ခနာအာကစားပွဲရုံကြစ်တွင်လူဦးရေ1000ခန့်ပါဝင်သောမဲဆွယ်စည်းရုံးပွဲကိုပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါမဲဆွဲစည်းရုံးပွဲတွင်ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်မည်ဖြစ်ပြီးရန်ကုန်မှကျန်းဖို့ပါတီဝင်များကိုရွေးကောက်ပွဲကြီးညာစာတန်းကိုမိတ်ဆက်မည်ဖြစ်ကြောင်းသိရပါသည်။ပါတီမဲဆွဲစည်းရုံးဟောပြောခွင့်အတွက်အစိုးရဝန်ကြီးဌာနပိုင်းအဆောက်အဦကိုတုံးဆွဲခွင့်ပေးလိုက်တာပါ။တခြားဘဲပါတီကိုမှမပေးပါဘူး။ကြံခိုင်ရေးပါတီကိုပဲပေးတာပါဟုရန်ကုန်တိုင်းသတင်းရင်းမြစ်ကပြောဆိုပါသည်။ရှင်ဖြင့်ချက်ဖို့ပါတီ၏မဲဆွယ်စည်းရုံးပွဲအတွက်စစ်တပ်နှင့်ရဲများကလည်းပြင်ပမှလုံခြုံရေးရှုပေးမိဖြစ်ကြောင်း အကျိုးဖို့ကားအစီအစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ်။ချမ်းဖို့ပါတီကထိုကဲ့သို့အစိုးရပိုင်အဆောက်အုံဖြစ်သောသူဝနာအာကစားပြိုင်ပွဲရုံတစ်ကိုသုံးဆွဲခြင်းလုံခြုံရေးအတွက်စစ်တပ်နှင့်ရဲကတာဝန်ယူပေးခြင်းကျိုးဖို့ကားအစီအစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှခုနှစ်ကားငယ်တွင်နိုင်ငံရေးပါတီတရက်သည်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အုံရင်းပစ္စည်းတို့ကိုတိုက်ရိုက်ဖြစ်စေ၊တွယ်ဝါး၍ဖြစ်စေ၊ရာယူသုံးဆွဲလျင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိကြောင်းပြဌာန်းထားပါသည်။ဆက်လက်ပြီးမုံရွာမြို့နယ်မုံရွာချောင်းဦးလန်းပိုင်တွင်ဝမ်ပေါင်ချင်းဤတဲ့ရင်တန်းကိုလုံခြုံရေးယူပေးနေသည့်စစ်ကားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလန်းပိုင်းတနေရာတွင်အကြံဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း Area 71 LBDF မုံရွာတပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကသတင်းဌာနကိုပြောကြားပါသည် ယမန်နေ့နိုဝင်ဘာလ14ရက်နေ့နံနက်8:53မိနစ်ကစာလင်းမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှကျင်းနီများတည်ဆောင်လာသည့်တွဲက23စီးပါရင်တန်းကိုလုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေသောမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှာတံပြားကကဂျမ်းမာတက်ဆင်ထားသည့်ရှင်6စီးကိုမုံရွာချောင်းဦးလမ်းပိုက်တနေရာတွင်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်။မနေ့တုန်းကမိုင်းကနှစ်ဖွဲတိုက်တာနှစ်ဖွဲကရှင်းနောက်တွင်ပြိုင်ဆွဲလိုက်ကြတာ အဲဒီကားတန်းမောင်းနဲ့နှစ်ယောက်တည်တယ်လို့ကြားတယ်။ဘဲဖွဲကမိုင်းကထိတာလဲတော့မသိဘူး။အခုလောလောဆယ်တော့လမ်းပေါ်မှာပြည်သူကားတွေကပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေရှင်းခိုင်းနေတယ်။ပြီးတော့မနေ့တုန်းကဆိုရင်အသက်လူကြီးမုံရွေးရွာတဲ့ကိုလက်နက်ကြီးနဲ့လှမ်းပစ်တယ်။ Area 71 LBDF မုံရွာတပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကသတင်းဌာနကိုပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူကားခွေရဲဖွဲ့မုံရွာမြို့နယ်ပကဖာမိုင်းအဖွဲ့မှဦးဆောင်ပြီး Area 71 LBDF မုံရွာနှင့် Golden Peacock Attachment အဖွဲ့တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒီကောက်ွက်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အခုချိန်မှာစကမကရွေးကောက်ွက်လုံးမဲ့အချိန်မှာစကရီကမြို့တွေမှာဆိုရင်မြို့ဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်စစ်ဆီးနေတဲ့အချိန်ကျွန်တော်တို့ PDF တွေကလည်းစကမရဲ့လှုပ်ဆောင်ချက်မှန်သမျှကိုအားစိုက်ပြီးတော့တိုက်ဖြတ်သွားမှဖြစ်တဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့ထုတ်ပြန်ချက်လေးတွေကိုနားဆင်ပြီးတော့လိုက်နာပေးကြဖို့ပြောချင်ပါတယ်။ သူတို့ကပြည်သူတွေကိုပဲဒုက္ခပေးမှ PDF တွေလောက်ရင်လည်းပြည်သူတွေကိုဒုက္ခပေးမှပြည်သူက PDF ကိုအမုန်းပွားအောင်ဂျမင်တက်တက်လုပ်နေတာအဲ့ဒါလေးတွေကြောင့်လမ်းပိုင်းဖြတ်တန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေကထုတ်တဲ့အကြေညာချက်လေးတွေကိုလိုင်းနာပေးကြဖို့တောင်းဆိုချင်ပါတယ်လို့ပြောချင်ပါတယ်လို့ Area 71 LBDF မုံရတပ်ဖွဲ့ကောင်းဆောင်ကိုထွန်းကတိုက်တွန်းပြောကြားပါတယ် ဆက်လက်ပြီးရွှေကျင်တွင်မဲထက်ရန်လိုက်လံစည်းရုံးနေသည့်ကြံဖော့ပါတီဝင်ကိုပြည်သူတို့ကဓာဖြင့်လိုက်ခုံရန်ကုန်တွင်ရွှေခောက်ပွဲမဲဆွယ်စည်းရုံးရေးဆိုင်ပုံများဖြိုချမှုဖြင့်ပြည်သူလေးဦးအဖမ်းခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်တွင်ကြံဖော့ပါတီကိုမဲထက်ရန်လိုက်လံစည်းရုံးနေသည့်ကြံဖော့ပါတီဝင်ကိုပြည်သူတို့ကဓာဖြင့်လိုက်ခုံမှုဖြစ်ပွားခဲ့ကြောင်းစစ်တိတ်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ နိုဝင်ဘာလ14ရက်နေ့နံနက်ပိုင်းပဲခူးတိုင်းရွှေကျင်မြို့နယ်အနောက်ဖက်ချေရွာတွင်ကျန်းဖို့ပါတီကိုမဲထဲချရနှင့်မဲဆွဲစည်းရုံးဤအတွင်ကျောအမားစိန်ဆိုသောကျန်းဖို့ပါတီဝင်ကလိုက်လံစည်းရုံးကြောင်းထိုတို့လိုက်လံမဲဆွဲစည်းရုံးနေစဉ်အဆိုပါကျေးရွာတွင်နေထိုင်သောပြည်သူအသက်၄၂နှစ်အရွယ်ကိုဝင်းဦးကဓာဖြင့်လိုက်လံခုတ်သက်ဖြင့်ဒေါ်မစိတ်မှထွက်ပြေးလွတ်မြောက်သွားကြောင်းထိုတို့လွတ်မြောက်သွားသောလေးစစ်တပ်နှင့်ရဲကဓာဖြင့်ခုတ်သောပြည်သူကိုဝင်းဦးကိုလိုက်လံဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ရှင်းအောင်ရွှေကျင်မြို့နယ်ရဲစခန်းတွင်ရွှေကောက်ပွဲကောက်ွက်ရေးဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်။အလားတူနိုဝင်ဘာလ14ရက်နေ့နနက်3:15မိနစ်အချိန်တွင်ရန်ကုန်တိုင်းတင်ငန်ကျွန်းမြို့နယ်ဒီတောက်ကန်ရက်ကွက်လေးတောက်ကန်လန်းနှင့်ဥပဟန်လန်းတောက်ရှိပန်းချံတွင် စိုက်ထူထားသည့်ကြံဖို့ပါတီ၏မဲဆွယ်ဆိုင်ပုတ်တစ်ခုဘိုကန်ညွန့်ရက်ကွက်ရှိလေးတောက်ကန်လန်းနှင့်ဇဘူထိတ်လန်းတောက်တွင်စိုက်ထူထားသည့်ပြည်သူပါတီဆိုင်ပုတ်တခုသူမင်္ဂလာရက်ွက်ရှိလေးတောင်ကန်လန်းနှင့်သူမင်္ဂလာလန်းတောက်ဇဝနလန်းဆောင်တွင်စိုက်ထူထားသည့ ပြည်သူ့ပါတီဆိုင်းဖုတ်တခုနဲ့ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဖုတ်တခုတို့ကိုပြည်သူလေးဦးကဖြိုလဲခဲ့ကြောင်းသိရပါတယ်။အဆိုပါမဲဆွယ်ဆိုင်းဖုတ်များကိုဖြိုလဲမှုဖြင့်တင်ငန်းကျွတ်မြို့နယ်ရန်အောင်ရက်ကွက်မှာအသက်20နှစ်အရွယ်ရွှေလင်းဦးနဲ့ဘိုကံညွန့်ရက်ကွက်မှာအသက်20နှစ်အရွယ်ခိုင်မင်းကိုအသက်16နှစ်အရွယ်စွမ်းထက်အောင်နဲ့အသက်28နှစ်အရွယ်ချစ်လင်းကိုတို့ကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားကြောင်းရှင်းအောင်တင်ငန်းကျုံမျိုးမှရဲစခန်းတွင်ရွေးကောက်ပွဲများကောက်ွယ်ပေးရေးဥပဒေပုံမှ24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည် စစ်တပ်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့်မြန်မာတိုင်းနိုင်ငံလုံးတွင်ပြည်သူတရားဝင်ခြင်းကိုဖန်ဆီးအရေးယူမှုများလှုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ဆလပီမအူပင်တွင် အုတ်ထုတ်ရေးမှုနှင့်အဖွဲ့ကဆင်းရဲနှံပါသူများကိုပြည်သူစစ်မှုတန်းအတွက် ဖန်ဆီးရောင်းစားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။အေယာဝတီတိုင်းမအူပင်မြို့နယ်တွင်စစ်ကော်မရှင်လက်အောက်ခံအုတ်ထုတ်ရေးမှုနှင့်အဖွဲ့ကဆင်းရဲနှံပါသူများကိုဖန်ဆီးကပြည်သူစစ်မှုတန်းအတွက်ရောင်းစားပြီးအလုပ်ဖြစ်နေကြောင်းဒေသခံများထံမှသိရပါသည်။ ပြည်သူစစ်မှုရန်အတွက်ရောင်းစားနေကြသူများမှာရွှေတောင်မော်တိုင်နေရွှေတောင်မော်ကြီးပါစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းစရေးမျိုးမင်းနှင့်အပေါင်းပါများဖြစ်သည့်မောင်စောကြည်စိုးတန်ထိုင်မျိုးဝင်းအင်းဝင်းမင်းနိုင်တို့ဖြစ်ကြကြောင်းဒေသခံများကပြောပါတယ်မရှိစင်ရသားမိသားစုအတိုင်းဝိုင်းနေတဲ့သူတွေကိုဖမ်းပြီးစင်မူတန်းအတွက်ရောင်းစားနေကြတာပါစင်မူတန်းရှောင်းခံရတဲ့သူတွေကိုပဝင်းချင်းကကြားကောက်အောင်၄-၅၀သိန်းလောက်နဲ့နှစ်သိမ့်ပေးတာပါ ကျန်တဲ့ငွေတွေကိုအုပ်ကြီးတို့အပိုင်သိမ့်ပြီးအခုဆိုတော်တော်လေးချမ်းသာနေကြပြီဟုရွှေတောင်မှော်တိုက်နယ်ရှိဒေသခံတအူးကသတင်းဌာနကိုပြောကြားပါရယ်လက်ရှိထွေလင်းစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းရဲ့အဖွဲ့သည်ရွှေတောင်မှော်ကျေးရွာရှိနေအိမ်တအိမ်လျင်ပြည်သူစစ်မှုတန်းကြီးအဖြစ်ငွေ2000ကျပ်ပေးဆောင်နေရကြောင်းဒေသခံများချမ်းသာသိရပါရယ်ရွှေတောင်မှော်ကျေးရွာတွင်ရက်ွက်73ခုအထိရှိပြီးအိမ်ခြေ1800ကျော်ရှိကာပြည်သူစစ်မှုတန်းကြီးလှဆင်ကောက်ခံရရှိငွေမှာ300ကျော်အထိရရှိကြောင်းဒေသခံများကပြောပါရယ် အေယာဝတီတိုင်းရှိမြို့နယ်အများစုတွင်စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးများကပြည်သူ့စစ်မှုတန်းလူစားထုတ်ဝယ်ရန်ဟုဆိုကာငွေကြေးများအဆမတန်တောင်းယူနေတော့လေအမေရိကန်ပြည်သူ့စစ်မှုတန်းအဖြစ်ပို့ဆောင်ခံရသူများမှငွေကြေးများမရရှိကြောင်းပြည်သူ့စစ်မှုတန်းတပ်ဦးဤမိသားစုဝင်ကပြောပါရယ်အေယာဝတီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးအများစုမှာဂျေးဝပြည်သူ့စစ် ပြည်သူစစ်မှုထမ်းများအတွက်ထောက်ပံ့ရန်နှင့်လူမျိုးပွဲယူရန်ဟုဆိုကာအကြောင်းအမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူလျက်ရှိကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါသည်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။